မင်္ဂလာပါ Cookies Chelsea fan page ကနေအပြောင်းအလဲများအားလုံးကိုကြိုဆိုပါရစေ။ Esteva ပေါ်မှာ Casper ပေးခဲ့တဲ့ matches ကနဲ့ Mikel ရဲ့ Chelsea အသင်းပေါ်မှာယုံကြည်ထားတဲ့ယုံကြည်မှုတစ်ခုကိုကျွန်တော်တို့ဆွေးနွေးကြရအောင်။ကဲကျွန်တော်ပထမဆုံးအနေနဲ့ Joby Mikel ရဲ့ Chelsea ပေါ်မှာထားတဲ့ယုံကြည်ချက်လေးတစ်ခုပေါ့နော်ကျွန်တော်နဲ့အမြင်ချင်းတူတယ်။ကျွန်တော်တို့ Chelsea ကဒီထက်ပိုကောင်းလာနိုင်ပါတယ်။ လူတွေကလက်ရှိเชลซีမှာကစားနေတဲ့ကစားသမားတွေဘလောက်ထိငယ်သေးတယ်ဆိုတာသူတို့မေ့သွားပုံပါပဲကျွန်တော်သာเชลซีတင်းကိုနောက်ထပ်နှစ်နှစ်သုံးနှစ်လောက်အချိန်ပေးလိုက်ရင်အမပေးဖလောက်ရှင်ပြိုင်နိုင်လိမ့်မယ်လို့ယုံကြည်တယ်ဒီအာဒီမှာကျွန်တော်တို့အတင်းကချန်ပီယံဖြစ်ဖို့မမျှော်လင့်ထားပါဘူးဒါပေမဲ့လာမယ့်နှစ်အနည်းငယ်အတွင်းမှာတော့ချန်ပီယံဖြစ်ဖို့မျှော်လင့်ပါတယ်သို့တော့နောက်ထပ် 100တိ200တိလောက်တော့အချိန်ပေးရအောင်ပါဗျာတဲ့လောကကျွန်တော်အမြင်ချင်းတူတယ်တရားခိုင်တော့ထောက်ခံတယ်ကျွန်တော်လည်းဒီနေ့ဘောလုံးရသည်မှာဟိုတိုက်တယ်မမှန်ပရိသတ်ကတော့အမြင်မျိုးစုံရှိမှာဗောဗျာဖလားရခြင်းနဲ့ပရိသတ်ကလည်းရှိတယ်တိုးတော့ကျွန်တော်ရလက်တွေ့နဲ့အရင်ကြီးတော့အလန့်ဝေးသွားလို့မရအောင်ကိုခဲ့ရင်ချယ်စီကိုဖလားမရစေခြင်းလားလာမင်းရစေခြင်းတာဗောဘာဖြစ်လို့မရစေခြင်းရမှာလဲအချန်ပီယံလိရစေခြင်းလားမင်းလည်းရစေခြင်းတာဗောဒါကျွန်တော်ရစေခြင်းတာလीရစေခြင်းဖြစ်စေခြင်းတာကျွန်တော်တို့ရဲ့စိတ်ဆန္ဒ ရနိုင်ကြီးရှိလားရနိုင်လားဆိုတော့မရနိုင်ဘူးလို့ပဲကျွန်တော်ပြောရမှာပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တွေကစားသမားတွေကဂျုံပြီးမိခေးပြောသလိုမျိုးငယ်ရွယ်ပြုံပြည့်တဲ့ကစားသမားတွေများတယ်အတင်းမှာတရားဒီနေရာဒီလောက်အချိန်ပေးရမယ်အချိန်မျိုးတွေရှိတယ်ငယ်ရွယ်ပြုံပြည့်တယ်ဆိုတဲ့နေရာမှာလည်းတချို့ကစားသမားတွေကတော့စွမ်းဆောင်ရည်ဘိုင်းကိုပြောတာမဟုတ်ဘူး Stefan လို့ကစားသမားမျိုးတွေဗျာစပေါ်ကလေးကစွမ်းဆောင်ရင်အမြင့်ကြီးတယ်အခုလဲမြင့်တာပဲတိတက်ပို့ပြီးကျန်းသွားဖို့ကလည်း စွမ်းဆောင်ရည်ပိုင်းကကျွန်တော်ကတိတ်မရှိတော့ဘူးလို့ထင်တယ်အဓိကသူတို့ရဲ့ experience ပိုင်း experience လေးတွေပိုရှိလာမယ် physical bit လေးတွေပိုကောင်းလာမယ်အသင်းအတွက်ခံယူထားတဲ့ခံယူချက်လေးတွေပိုမြင့်လာမယ်ဆိုရင်နောက်ဘောလုံးရသည်တွေမှာ Chelsea တို့ကပိုပြီးတော့ကောင်းလာနိုင်တယ်အဲ့တော့ Chelsea က long term plan နဲ့စီမံခန့်ခွဲဖွဲ့စည်းထားတဲ့အသင်းအသင်းဖြစ်တဲ့အတွက်ကြောင့်အခုဘောလုံးရသည်မှာ အဆင်မပြေဘူးဆိုရင်တော့မှမိခေပြောတယ်လို့မျိုး100ဒီ200ဒီအတွင်းတော့ကျွန်တော်တွေပို့ပြီးအဆင်ပြေလာနိုင်တယ်နောက်2026 29ဘောလုံးရာသီမှာတိုက်တဲ့မှန်းလောက်ကိုခန့်ရင်ဆိုရင်ကျွန်တော်တိုက်တဲ့မှန်းတယ်လို့ပြောကောင်းပြောပါမယ်လက်ရှိအချိန်ဒီတော့ကျွန်တော်ဖြစ်ဖြစ်နဲ့မှန်မှန်တဆင်ချင်းစီ သွားတာပေါ့လေဟုတ်ကဲ့တက်လက်ဆက်ရမိဆက်ပေးချင်တာကျွန်တော်ရင်ဂျီကိုတွေဘလုံးပွဲကစားမယ်ဆိုရင်စီနီယာတော့ချက်စီမှာမောင်း၅၆အိုင်ဘက်ခွန်ရှိကို၅သလုံးမစ်တိုကိုမမတဲ့အပူစုကြီးယူနစ်ဖြစ်ပူစုကြီးတွေနဲ့တပတ်နှစ်ကြိမ်ယုံကြည်စိတ်ချသွားကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်ဘဘနံပါတ်39 893 18 9 380မှာဆက်သွယ်ဆုံးလမ်းမေးမြန်းလို့ရပါတယ်ကဲနောက်ထပ်ပြောစကားလေးကတော့ကက်စမဲရိုရဲ့ STV မှာပေးခဲ့တဲ့မတ်ချက်စကားလေးဖြစ်ပါတယ်အစီအဝါလူငယ်ကစားသမားတယောက်ဖြစ်ပါတယ်ကျွန်တော်တို့ကသူ့အရန်ဖီအားပေးလို့တော့မရဘူးဒါကိုပြောဖို့ အရင်ကြီးကြီးတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘက်ကသူ့ကိုဖိအားပေးရင်စွမ်းဆောင်ရည်ကြဆင်းသွားတတ်တဲ့မရေမတွက်နိုင်သောကစားသမားတွေရှိခဲ့ဘူးတာဆိုတာကိုကျွန်တော်တို့သိနေလို့ပါပဲအစတီဗန်ကဖာမာရပ်စ်မှာထူးခြားတဲ့စွမ်းဆောင်ရည်တွေပြသခဲ့ပြီးသားပါဒါကိုလူတိုင်းသိကြပါတယ် ဒါကြောင့် Stevan ဟာအနာဂတ်မှာကစားသမားကောင်းတစ်ယောက်ဖြစ်လာမယ်ဆိုတာကျွန်တော်လုံးဝတန်တရားမရှိဘူး။သို့တော့သူ့ကိုအလင်းစလို့ဖိအားပေးရင်တော့တိုးတက်မှုနှုန်းကနှေးကွေးသွားနိုင်တယ်ဆိုတာကိုကျွန်တော်တို့သတိပြုရပါမယ်။ Thank you Casmero ။ Casmero ပြောတဲ့စကားအမှန်ပဲဗျ။ဖိအားနဲ့ကစားသမားတစ်ယောက်ရဲ့ခြေစွမ်းအသက်အရွယ်ဆိုတာဆက်ဆက်နေတာ။အဲ့တော့ကြောင့်တချို့ကစားသမားတွေကိုအသက်အရွယ်တစ်ခုရောက်စေခြင်းတယ်လို့ပြောကြတဲ့သူတွေလည်းရှိတယ်။ဘေးကဖိအားတွေကိုခံနိုင်ရင်ရှိမှုမရှိမှုကသူ့ရဲ့အသက်အရွယ် ူတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေနဲ့အများကြီးသက်ဆိုင်တယ်အသက်ကြီးလေကြီးလေကျွန်တော်ဒူဘေဒါဘေခံနိုင်လေဖီအားတန်တွေကိုခံနိုင်လေပဲဖြစ်ပါတယ်အဲ့တော့ဖီအားဆိုတဲ့နေရာမှာလဲဝေဘန်နဲ့ဖီအားရှိမယ်မျောလင်းချက်ကြီးမာတဲ့ဖီအားတွေရှိအစတီဖောင်းလေးကအသက်16နှစ်ပဲရှိသေးတဲ့အတွက်ကြောင့်ဘယ်လိုဖီအားမျိုးပဲဖြစ်ဖြစ်ပေးဖို့မသိဘူး လွတ်လပ်စွာ ရှင်သန်ကြီးပြင်းပါလေ။ဟာအစီဘောင်းအရင်မျောလင့်ထားတဲ့အစီဘောင်းကိုချယ်ဆီရဲ့ right wing တနေရာမှာငါအဓိကကယ်ရမယ်ကစားသမားဘာညာ။ No အဲ့လောက်ဖျားပေးဒီကလေးမှာဖျားရည်အများကြီးပုံပြီးငါခြေစွမ်းမပြနိုင်ရင်ငါ့ကိုပြိတ္တတွေဝေဖန်တော့မယ်ပြိတ္တတွေကကြိုက်ပါမလားဆိုတော့ကြီးစိုးမှုကြီးရှိလာလိမ့်မယ်။အဒီလိုမှမဟုတ်ရင်လေဘေးနာနဲ့ဟာဒီကောင်ပေးရတဲ့တန်ချင်းနဲ့မတန်ပါဘူးလို့သိမလား။ငကိုတွေက hide နေလို့ပါအဲ့လောက်မကောင်းပါဘူးဆိုတော့ဝေဖန်တဲ့မျိုးတွေဆိုရင်လေ ီကောင်လေးအတွက် PR တွေရှိလာပါလိမ့်မယ်။ကက်စပဲရိုပြောခဲ့တဲ့စကားကတော့လုံးဝမှန်ပါတယ်။ရှေ့မှာလည်းအဲ့လို PR တွေမြောက်များစွာကြုံခဲ့ရပြီးရှေ့မှာလည်းအဲ့လို PR တွေများစွာကြုံတွေ့ခဲ့ရပြီးတော့လွင့်စင်သွားခဲ့တဲ့လူငယ်ကစားသမားမြောက်များစွာရှိခဲ့မှုပါတယ်။အဲ့တော့ Astevon တယောက်လွတ်လွတ်လပ်ချက်စီမှာရှင်သန်ပေါက်ဖွားစီပါကြောင်းသုံးသက်ဆွေးနွေးနေတယ်ပဲ။ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါ။အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။